ကဲမင်္ဂလာပါညီကိုတို့ရေ Gobi page ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဗျာနော်အဲ့တော့ဒီ live ထဲမှာတော့ကျွန်တော်တို့ဒါဒီနေ့ရဲ့25ရက်ဆယ်လ2025ရက်စနေနေ့ရဲ့ဒါ La Liga ပွဲချုပ်သုံးသချက်နဲ့အတူဒီနေ့ရဲ့နောက်ထပ်ဒါနှစ်ဆပွဲဖြစ်တဲ့နော်ဒီ Front Lampard ရဲ့ Coventry City ပွဲလေး Championship ထဲရတဲ့ပွဲနှုတ်ပြီးတော့ဒါကောက်နှုတ်ပြီးတော့ပြောပြမှာဖြစ်ပါတယ်နော်အဲ့တော့ဒါပြီးရင်တော့ကျွန်တော်နောက် now live မှာတော့ကျွန်တော် Bundesliga နဲ့အတူကျွန်တော်၄သင်းပေါင်းလေးနှစ်မောင်း ပြောပြမှာဖြစ်ပါတယ်เนาะအဲ့တော့ဒီနေ့ကတော့အလုံးပေါင်းတကြောင်းနဲ့သုံးပွဲ၅ပွဲရှိပါမယ်ပြီးခဲ့တဲ့ Premier League Live เนาะရှေ့ကတပုတ်မှာတော့နှစ်စာပွဲနှစ်ပွဲချပေးထားပါတယ်ဒီထဲမှာကျွန်တော်နှစ်စာပွဲတစ်ပွဲနောက်ထပ်ပြောမယ်ပြီး La Liga လေးပြောမယ်เนาะ La Liga ကတော့နည်းပါတယ်၄ပွဲပဲပြောမှာဆိုတော့မြန်တယ်အဲ့တော့ပြီးရင်တော့ကျွန်တော် Now Live မှာကျွန်တော်ဒါ Bundesliga နဲ့အတူကျွန်တော်တို့ဒီနေ့ရဲ့၄သင်းပေါင်းလေး၂ပေါင်း Now Live ထဲမှာပြောပြမှာဖြစ်ပါတယ်ဆိုတော့အသေးလေးလက်မှတ်လေးလေးလေเนาะဒီ Live Stream လေးကိုတယောက်တစ်ချက်လောက်ကူညီပြီးတော့နှိပ်ပေးကြဖို့ဒါ ကူညီတောင်းပါတယ်နော်ကျေးဇူးအများကြီးတင်ပါတယ်ဗျအဲ့တော့မနေ့ကတော့ဒါ real source တက်ဟာ civila အသင်းကို2-1နဲ့မနေ့ကဒါသုံးမှတ်ရခဲ့တဲ့အနေအထားလေးတွေးခဲ့ရပါတယ်နော်ဒီနေ့ရော la liga မှာဘယ်အသင်းတွေကဘယ်လိုရမလဲပေါ့လေအဲ့တော့လက်ရှိအနေအထားအရဆိုးဆိုးရွားရွားဖြစ်နေတာကတော့ဒါဘီဘာဝင်နေတဲ့ဒါတန်ကလူစင်းနေပိုင်ဆိုင်ထားတယ်အဲ့တော့ဒီနီကိုဝီလီယံပြန်ပါပါမယ်လဲအင်နာကီဝီလီယံနော် ကျိုးသွားတဲ့အနေအထားမျိုးမှာလက်ရှိအဲဒီဘီဘာဝရဲ့တိုက်စစ်ကတော့တိုင်ပတ်နေသေးပဲပေါ့လေအဲ့တော့ဒီနေ့ရောဘီဘာဝအနေနဲ့သုံးမှတ်ရပြီးတော့ဥရောပเนาะခီးလမ်းကြောင်းလေးကိုပြန်ဝင်လာမလားဆိုတာတော့ဒါစောင့်ကြည့်ရမှာဖြစ်ပါတယ်เนาะမင်္ဂလာပါညီကိုတို့ရေ Meta Pro လေးထည့်ထည့်ပြောပြပါအောင်နဲ့ Meta Pro ကျွန်တော်မကြိုက်ဘူးဗျအဓိကလက်ရှိ Meta Pro Garand Phone အရာတိုက်စစ်ကလည်းအဲ့လောက်ကြီးမကောင်းတလို့ခံစစ်ကလည်းနည်းနည်းလေးအမာယွင်ရှိတယ်ဗျာဒီလားအဲ့တော့ Meta Pro ရဲ့ဆိုင် Coventry ကပုံမိုက်တယ်ဒီရာလေးမှာเนาะအဲ့တော့တိုက်စစ်ကတိုက်စစ်ကလည်း Meta Pro ရဲ့နှစ်ဆလောက်ရှိတယ်ဗျာတိုက်စစ်အားလေးလေးเนาะ ော့ mid broad tap sign တော့ကျွန်တော်က coventry ပွဲလေးပဲအာရုံစိုက်ထားပါတယ်ဒါပေမဲ့ coventry ပွဲလေးမနက်ပြောရင်တော့နည်းနည်းလေး risk တော့များတယ်ဗျာနော်ဒါပေမဲ့ risk များမှလည်းကျွန်တော် online ကြီးရှိတာဆိုတော့ကျွန်တော်အပွဲလေးပဲကျွန်တော်နော်သုံးသက်ချက်အနေနဲ့ပြောပြီးမှာဖြစ်ပါတယ်ညီကိုအေး brother ချစ်သေးကိုမင်္ဂလာပါ toxic toxic မင်္ဂလာပါထွန်းထွန်းလေးမင်္ဂလာပါမျိုးကြော်သူညီကိုမင်္ဂလာပါဗျာဥစိုးမြင့်မင်္ဂလာပါမောင်အေးဟဲ1625မင်္ဂလာပါဗျာကိုစစ်မင်္ဂလာပါအောင်ပိုင်စိုးမင်္ဂလာပါဥစော်လင်းမင်္ဂလာပါကိုစီသူမင်္ဂလာပါ redmi မင်္ဂလာပါရန်အောင်စိုးမင်္ဂလာပါဥဖုံးမင်္ဂလာပါထိန်လင်းမင်္ဂလာပါဟင်းစော်နိုင်မင်္ဂလာပါချမ်းမြေမင်္ဂလာပါတာဓုမင်္ဂလာပါ မင်းကိုနိုင်မင်္ဂလာပါမောင်စိမ့်မီမင်္ဂလာပါအဲတွန်းတွန်းလေးမင်္ဂလာပါမျိုးနိုင်လေးမင်္ဂလာပါရွှေကြီးမင်္ဂလာပါနေဆန်းမင်္ဂလာပါမျိုးကိုမင်္ဂလာပါအဲဘယ်ရောက်ပါလဲဩပေါ်ရီရောက်ပါညံဖြိုးမင်္ဂလာပါတန့်စင်မင်္ဂလာပါညီကိုရေဘရဒါညီလင်းထက်အဲဟုတ် အဲဟုတ်တယ်ညီလင်းတက်မင်္ဂလာပါဗျအောင်သူရမင်္ဂလာပါတပ်ပိုင်မင်္ဂလာပါတင်ကိုလက်မင်္ဂလာပါဖြိုးတီဟာမင်္ဂလာပါကိုကြည်မင်္ဂလာပါဇော်ကြီးမင်္ဂလာပါတိုဖူးမင်္ဂလာပါကိုစီသူမင်္ဂလာပါချစ်ကိုမင်္ဂလာပါကျော်စင်ဦးမင်္ဂလာပါအောင်သူရမင်္ဂလာပါကဲအဲ့ဒါဆိုကျွန်တော်စလိုက်မယ်ညီကိုရေနော်အဲ့တော့တဲလေးလက်မလေးလေးဒီ live လေးကိုနှိပ်ပေးကြပါအောင်ညီကိုရေဆဲဆိုတော့စမယ်ဗျာနော်အဲ့တော့ကျွန်တော်ဒီ live ထဲမှာတော့ကျွန်တော်ပြန်ပြောရရင်နော်ဒါဆိုတော့တခြားနောက်ပွဲအားလုံးပေါင်းဒီနေ့ เนาะစာပွဲ5 5ပွဲတည်းကကျွန်တော်ဒီနေ့ဒီ live မှာတော့နှစ်စာပွဲတစ်ပွဲပြောမယ်ပြီးရင်တော့ La Liga 4ပွဲလေးပြောပြီးရင်တော့ဒီ live လေးကပြပါပြီဆိုတော့ now live မှာကျွန်တော် Bundesliga နဲ့အတူကျွန်တော်ဒါလက်ကြံပွဲ3စာပွဲနဲ့နှစ်စာပွဲပြောပြီးတော့၄သင်းပေါင်းလေး2မောင်း now live ထဲမှာပြောပြပါမှာဖြစ်ပါတယ်အဲ့တော့ let's go ပါ ဆိုတော့ဒါ wise ဘက်မှာဆော့ကျင်တဲ့ညီကိုရိအနေနဲ့ကလည်း covid ရဲ့ promo code ဖြစ်တဲ့ gp777 ကိုအသုံးပြုပြီးတော့လည်း100% bonus တွေရယူနိုင်ပါတယ်အသေးသေးသိရှိလိုပါက wise ဘက်မှာ facebook page နဲ့သူတို့ application တို့မှာ website link customer service call တွေနေပြီးတော့လည်း24နာရီသိလို့ရတယ်မေးမြန်းလို့ရပါတယ်ဆိုတော့ let's go ပါဆိုတော့ပထမဆုံးကျွန်တော်ဒီ girona နဲ့ rea ovio တို့ပွဲကနေကျွန်တော် စပြီးပြောပြီးမှာဖြစ်ပါတယ်အဲ့တော့ girona ဟာလက်ရှိတလုံး80ပေါင်းပြထားတယ်နှလုံး80ရှုံးတဲ့ကာတာချင်းဖြစ်ပါတယ် တော့ဂျီရိုနာဟာဒီယာဒီတော်တော်လေးဆိုးဆိုးရွားရွားဖြစ်ပြီးတော့တန်းဆင်းဆောင်အောက်ဆုံးဝအသင်းဖြစ်နေတယ်ရာမ6မှတ်ပဲရသေးတယ်ဆိုတော့တပတ်ကအသင်းကလည်း Real OVA တို့တန်းတက်လာတဲ့အသင်းလက်ရှိမှာရာမ6မှတ်ပဲအပေါ်အောင်ရက်တည်နေတာဖြစ်ပါတယ်အဲ့တော့တန်းဆင်းဆောင်နှစ်သင်းမှာဂျီရိုနာရဲ့လက်ရှိ current form အရာကတော့အဲတိုက်စစ်ပိုင်းကနည်းနည်းလေးပိုကောင်းနေဟိုကကန်ဆယ်အသားပေးဆော်တယ်အဲ့တော့ဂျီရိုနာမှာလက်ရှိအနေထားအရဒန်ယန်လူစင်များရဲဆိုပေမဲ့အဲနည်းနည်းလေးပြန်နေတက်တာလာတဲ့လူစင်အများစုတွေ့ရတယ်တစ်ဖက်မှာက ကာဆူလာပေါ့နော်အဲ့တော့အဓိက Ray Ovidio ရဲ့လက်ရှိအားကိုးနေရတဲ့ကာဆူလာမှာပါတဲ့အချက်မှာနည်းနည်းလေးတော့တိုင်ပတ်နိုင်တယ် Ray Ovidio တိုက်စစ်ကအဲ့တော့လက်ရှိတလုံး80ပေါင်းမှာနှလုံး80ရုံအရာကတော့အဲကြည်ဂုံးပေါင်းကြီးကျွန်တော်ပြင်းတယ်လို့ပဲပြောရမှာဖြစ်ပါတယ်ပြန်ကြည့်ရရင် Ray Ovidio က Espanyol ကို 2C Levante ကို 2C နဲ့နှစ်ပွဲဆက်6ပေါက်ပျောက်ခဲ့တယ်အနေထားမှာအဝေးဝင်းအနေနဲ့လက်ရှိတန်းစင်းဆုံးရုံးသွားဖြစ်တဲ့ Girona အိမ်ကွင်းမှာတလုံး80ပေါင်းအနေနဲ့စဉ်းစားမယ်ဆိုရင်တော့နည်းနည်းလေးတော့ပျော့နေသေးတယ်ပေါ့လေ ဘာလို့ဗလန်စီယာလိုအသင်းတော်မှာတလုံး90ပေါင်းပေးခဲ့ပြီးတော့1 2နဲ့ real of video နိုင်ခဲ့တဲ့အနေအထားမျိုးဖြစ်ပါတယ်။ဒါပေမဲ့လက်ရှိတန်းစင်းဆုံးဇီယာနဲ့ကြည့်မယ်ဆိုရင်တော့လက်ရှိအဆင့်20အောင်ဆုံးကနေနော် real of video ကိုပေးတဲ့အနေနဲ့စဉ်းစားမယ်ဆိုရင်တော့တလုံး90ပေါင်းဟာကျွန်တော်လက်ခံပေးလို့ရတယ်။ real of video တွေရာဒီကန်ခဲ့တဲ့၄ဘွဲစလုံးမှာ ဒီနောက်ဆုံးပွဲရောက်မှသာ1 2နဲ့ကိုးရခဲ့တာပါ Valeria ကို2စီးနဲ့ clean sheet ပေးရတယ် Grafe အသင်းကို2စီးနဲ့ clean sheet ပေးရတယ် LG လိုအသင်းကိုတော့1စီးနဲ့ပေးထားရတာဖြစ်ပါတယ်အဲ့တော့ဒီထဲမှာလက်ရှိအဆင့်ဆက်နဲ့ဖြစ်တဲ့ Grafe ဟာအိမ်ခွင့်မှာ Re OVD ကိုအသင်းကိုပေးခဲ့တဲ့ကြီးဟာ level တရားရှုံးမဲ့ရှိပါတယ်2စီးနဲ့အောင်ပါတယ်လက်ရှိအဆင့်9ရောက်နေတဲ့ LG အိမ်ခွင့်မှာ LG က level တရားရှုံးပေးခဲ့ပါတယ်1စီးနဲ့အောင်ခဲ့တာကြောင့် Girona နေနဲ့အဆင့်20အသင်းကပေးတဲ့အနေနဲ့စဉ်းစားမယ်ဆိုရင်တော့ ဒီကြီးကဒါကျွန်တော်လက်ခံပေးလို့เนาะစဉ်းစားပေးလို့ရတဲ့ကြီးမျိုးဖြစ်တယ်လို့ကျွန်တော်ကတော့ယူဆပါတယ်။ဒါပေမဲ့ဂျီရိုနာမှာအဓိကအားနည်းချက်ကအဲခြေစွမ်းမမှန်တဲ့ပြဿနာရဲ့เนาะတိုက်စစ်ကအမှန်တမ်းပြောရင်တော့ ျွန်တော်အရန်ကြီးတော့သဘောမကျဘူးလေဒီရသည်ဂိုးသွင်းတဲ့အိမ်ကွင်း၅ဘွဲမှာ၃ဘွဲရထားတယ်နော်အဲ့ဒါကလည်း re over ကို1 3ပဲဘွဲရဲ့ divalencia အသင်းကို2 1နဲ့နိုင်တဲ့ဘွဲဒါပဲရှိတယ်ပေါ့လေအဲ့တော့လက်ရှိအနေထားအရာ Girona ဟာ Levante ကိုပေးခဲ့တဲ့ဂျေးတောင်မှတလုံး50အထိနော်တလုံး50ပေါင်းအထိပေးရခဲ့တဲ့အနေထားမျိုးမှာဂျေးအရာပဲကျွန်တော်စဉ်းစားမယ်ဆိုရင်တော့ဒီဂျေးကဂိုးအပေါ်နေတဲ့ ရီယိုဗီဒူကိုရနိုင်တယ်ပေါ့ဆိုတော့လက်ရှိတလုံး80ပေါင်းမှာနှလုံး80ရှုံဖြစ်နေတဲ့အတွက်ဘော်ဒီဝင်ရိုးလည်းပျော့တယ်လို့ကိုပေါင်းကြီးကပြင်းနေတဲ့အတွက်ရီယိုဗီဒူရဲ့လက်ရှိနော်ဒဏ်ရာလူစင်များနေကြတော့ပေးထားလိုက်ဂျီရစဉ်းစားမယ်ဆိုရင်တကူရနိုင်တယ်ဗျဒါကြောင့်နေမယ်ဆိုရင်တော့ကျွန်တော်ဒီဘောလေးဂျီရိုနာဘော်ဒီနဲ့ကိုပေါ့အဲ့အဲ့နောက်ကြောင်းနေရပဲကျွန်တော်စဉ်းစားစီခြင်းပါတယ်ဒါပေမဲ့ဒီဘောကတော့ကျွန်တော်ရွေးချယ်ထားတဲ့မှာတော့မပါပါဘူး okay ပါတော့နောက်ဘောလေးဆက်သွားပါမယ်အက်စပန်ညိုနဲ့ LG ဘောလေးဖြစ်ပါတယ်အဲ့တော့ဒီမှာအက်စပန်ညိုက level 100ရှုံးပေးထားတယ် နှလုံး60ရှုံးနဲ့ပြန်ပြီးကားထားတာဖြစ်ပါတယ်เนาะအဲ့တော့လက်ရှိ Espanyol အသင်းဟာပြန်ပြောရမယ်ဆိုရင်တော့ဒီရာဒီမှာအဆင့်6ထိရောက်နေတယ် LG ကအဆင့်9မှာအပေါ်အောင်ရက်တည်နေတဲ့နှစ်သင်းဖြစ်ပါတယ်အဲ့တော့ပြီးခဲ့တဲ့ရာဒီမှာပြီးခဲ့တဲ့ဂျီယာစဉ်းစားမယ်ဆိုရင် Espanyol အိမ်ဝန်းမှာ level တရာရှုံးပြီးခဲ့တဲ့ Tuzi နဲ့ကျွန်တော်တို့ပွဲပြီးခဲ့ပြီးတော့ဒါ Espanyol အနေနဲ့ကြီးအောင်ခဲ့တာဖြစ်ပါတယ်အဲ့တော့ head to head အရာကတော့အဲတမိုင်းတစ်ချောင်းမှာ9ချိန်တိတိအကံခဲ့ပူတယ်ဘိုဒင်းစကို၄ပွဲဖြစ်တာနဲ့နောက်ဆုံးပွဲမှသာ2-0နဲ့ကလင်းရှိရခဲ့တာဖြစ်ပါတယ်။တမိုင်းတစ်ချောင်းမှာပြီးခဲ့တဲ့ဂျေးတွေမှာလည်းလက်ရှိဂျေးကဒါ အဲ level တရားရှုံးမှတ်နှစ်ကအတိုင်းပဲပေးထားတယ်ရှေ့ဒီမှာတော့တလုံး90ပေါင်းနေပေးခဲ့တာပေါ့လေအဲ့တော့လက်ရှိ Espanyo ဟာ Real Oviedo အင်္ဂွန်းမှာ2-0နဲ့နိုင်လာတယ်ဒီရာသီအင်္ဂွန်းမှာဒါရှုံးပွဲဆိုလို့ဘက်တစ်တသင်းနဲ့ပဲသူတို့ဒီရာသီမှာ1-2နဲ့ရှုံးထားခြင်းဖြစ်ပါတယ်အင်္ဂွန်းကန်ခဲ့တဲ့တောက်လျှောက်မှာပွဲတိုင်းလိုလိုကိုးရတယ်เนาะတီကိုကို2-1နဲ့နိုင်လာတဲ့ရလက်ကြီးရှိတယ် ။ Osasuna ကို1-0နဲ့နိုင်လာတယ်။ Mallorca ကို3-2 Valencia ကို2-2ဆိုတော့တိုက်စစ်ကတောက်လျှောက်အလုပ်ဖြစ်တယ်ဗျ။အဲ့တော့တစ်ဖက်ကအသင်းကဖွင့်ဆော့တဲ့အသင်းလားဆိုတော့လက်ရှိနေရာရာကခန်းစစ်ပိုင်းအားပြူပြီးကန်။ဒါပေမဲ့အဝေးကွင်းရောင်းရင်ကိုပွင့်တဲ့အသင်းဖြစ်တယ် LG ကလေ။အဲ့တော့နောက်ဆုံး၅ပွဲဆက်လည်း Bordeaux ကိုဖြစ်ထားတယ်။ဒီထဲမှာ Tigo အိမ်ကွင်းမှာကျွန်တော်တေ1-1နဲ့ရထားတယ်ရလက်ရှိတယ်။ Sevilla ကို2-2 Osasuna ကို1-1နဲ့ Alavés ကို3-1ကန်ထားတာ။ကြောင့်လက်ရှိ GA ရစဉ်းစားမယ်ဆိုရင်တော့ကျွန်တော်ဒီပွဲလေးလည်း LG ကိုးရမယ်လို့ကျွန်တော်ယူဆတယ်ဗျာအဲ့တော့ LG body ပဲကျွန်တော်ကြိုက်ပါတယ်เนาะအဲ့တော့ဒီပဲရက်ရက်တီးမှုအရာကလေအောက်ကဒီ Viva O တို့ဆိုစီးတက်ကိုပြန်ဆောင်ရမယ်အနေအထားမျိုးလေးရှိတာကြောင့်ဒီဘွဲကတော့တကယ်တမတ်ခွဲဝေယူသွားရင်းနဲ့ပဲဒီဘွဲလေးပြီးဆုံးသွားမယ်လို့ယူဆပါတယ် LG body ကြိုက်ပါတယ် ော့နောက်ပွဲကတော့ကျွန်တော်ဘီဘာုံနဲ့ဂရာဖီပွဲဖြစ်ပါတယ်ဒီမှာကလက်ရှိအင်နာဂီဝီလီယံမှာပါတဲ့အနေထားမျိုးမှာတိုက်စစ်ကနီကိုဝီလီယံနဲ့အစားထိုးလို့ရနေတာကြောင့်အရန်ကြီးတော့ကြီးကြီးမားမားပြောင်းလဲသွားများသွားတာမျိုးတော့မဟုတ်တော့ဘူးပြီးခဲ့တဲ့ရာသီမှာဒီဘီဘာုံအနေနဲ့ပြီးခဲ့တဲ့အင်ကွင်ကြီးကလုံး90ပေါင်အထိဖြစ်ခဲ့တယ်ဝမ်းဝမ်းနဲ့ပဲပွဲပြီးခဲ့တယ်ဆိုတော့အခုလဲထပ်ပြီးတော့တလုံး90ပေါင်ပဲထပ်ပြီးထားတယ်ဒါကိုမှနှလုံးကို20ပေါင်ပဲပေးထားတဲ့အနေထားမျိုးမှာဘီဘော်ဂျီအောက်ဝင်နိုင်တာကိုမှဘီဘာကိုကိုးရမယ်ဆိုရင်တော့မှ တစ်လုံးနဲ့ပဲရက်သွားမဲ့ဂိုးပေါင်းချင်းမျိုးဖြစ်ပါတယ်ဘာလို့လဲနှစ်လုံးပေါင်းရင်အဲဂိုးပေါင်းချင်းကနှလုံးနှခိုးသွင်းရင်20ပဲ20တောင်စားမယ်အနေထားမျိုးမှာတစ်လုံးနေရင်ကျွန်တော်90ပဲစားမယ်အတူတူနှလုံးနေပိုတန်နေတယ်ဗျာဒါကြောင့်ဘီဘောင်ဂိုးသွင်းလဲသူတို့အနေနဲ့တစ်လုံးမကျော်ဘူးဆိုတော့အနေထားဘိုဂီတွေမန်းစာထားဖို့ရပါတယ်အဲ့တော့ဘီဘောင်ပြန်ကြည့်ရရင်လည်းလက်ရှိတိုက်စစ်ကတကယ်ပဲအားရစရာတော့မရှိဘူးနောက်ဆုံးပြန်မဆုံးဒါအင်ဂွင်းဝေးဝေးမီ6ပွဲမှာ4ပွဲက under 2.5ဖြစ်ထားတယ်ဒါပေမဲ့ပြီးခဲ့တဲ့ပွဲမှာကာရာဘန်နဲ့ပွဲမှာတော့3-1နဲ့ ဒါ5ပေါက်တွေပြန်တွေးခဲ့တာတွေ့ရတယ်မာယောကောင်နောက်ဆုံးပွဲမှာတလုံး90ပေါင်း2-1နဲ့အဲတုန်းကလည်းအောင်ခဲ့တာဆိုတော့ဒီပွဲလဲဂရာဖေးကိုတလုံး90ပေါင်းနေနဲ့ပေးတဲ့အနေနဲ့စဉ်းစားမယ်ဆိုရင်တော့အောင်နိုင်တယ်ဗျဘီဘာဝါလက်ရှိအနေထားမှာအဆင့်၈ထိရောက်နေတယ်နော်ရမှတ်14မှတ်နဲ့အဲ့တော့ဒီနေ့3မှတ်ရတာနဲ့ဒါအဆင့်3-4ထိရောက်နိုင်တဲ့အနေအထားမျိုးလေးရှိပါတယ်ဂရာဖေးကိုပြန်ကြည့်ရရင်နောက်ဆုံးဒါလက်ရှိလက်ရှိကဏ္ဍတဲ့9ပွဲမှာ3ပွဲဆက်ကြီးကြထားတယ်ဘောရှုံးလာတယ်အဲဒီမှာဗလန်စီယာကိုရှုံးတယ် ဒီဘာစီလိုနာကိုရှုံးတယ်။အိုဆာဆူနာကိုရှုံးထားတာဖြစ်ပါတယ်။အဲ့တော့ဂျေးအရာအဖင်းကလည်းဒီအားဒီကန်ခဲ့တဲ့ ပွဲဒီမှာတောက်လျှောက်ပြန်ကြည့်ရရင်တော့ဒီဒီဘာစီလိုနာတသင်းပဲအသင်းကြီးအနေနဲ့ပါတယ်။ဒါနှလုံး90ပေါင်းပေါ့လေ။အဲ့တော့တစ်ဖက်ကဘီဘာကိုအနေနဲ့ဒီရသည်အိမ်ခွဲမှာရှုံးပွဲဆိုလို့ကျတာအာဆင်နယ်ကိုရှုံးတယ်အလာဘတ်ကိုရှုံးလာတယ်။ဒီနှစ်ပွဲပဲရှိတယ်။ဂျန်နာကဂျီရိုနာကိုတည်မာယော်ကာကိုနိုင်လာတယ်ကာရာဘတ်ကိုနိုင်လာကြောင်းနေမယ်ဆိုတော့ကျွန်တော်ဒီပွဲလေးဘီဘောဂျီအောက်ပဲစဉ်းစားမယ်ပွဲပါ။ဘီဘာကိုဘော်ဒီပဲကျွန်တော်ကတော့နေသင့်တယ်လို့ယူဆပါတယ်။ဘာလို့လဲဆိုတော့2-0လည်းအချိန်မီဖြစ်သွားနိုင်တာကြောင့်လက်ရှိနော်ဗေဗာဒီကိုင်နဲ့ဘီဘာကိုကတော့အိမ်ခွဲမှာအမှားထပ်မလုံလောက်ဘူးလို့တော့ကျွန်တော်ယူဆတယ်ဗျာ။တိုက် က်ဆက်ကတော့တော်တော်လေးယုံကန်ရမယ်အနေအထားမျိုးပါဘာလို့နှလုံး20ပေါင်း9ပေါင်းကြီးကြောင်ဂရာဖီအနေနဲ့ကန်စပိုင်းပိတ်ဆော့လာအောင်မယ်အနေအထားမျိုးဖြစ်ပါတယ်။ဒါပေမဲ့လည်းဘီဘာကိုအိမ်ခွင်အရာတလုံး50ပေါင်းမှာဘီဘာကိုဝင်နေရမှာပါဖြစ်ပါတယ်နော်။ဘီဘာကို body ဖြစ်ပါတယ်။ Okay ပါတော့နောက်ဆုံးပွဲကကျွန်တော်ဒါဗလန်စီယာနဲ့ဒါ Valeria ရဲ့ပွဲဖြစ်ပါတယ် Valeria ရဲ့အနေနဲ့ဒီပွဲကတော့ကျွန်တော်၄သိန်းပေါင်းပေါင်းနှစ်ထဲမှာထည့်ထားပါတယ်အဲ့တော့ Valencia အင်္ဂုံးမှာ Valeria ရဲ့ away win အနေနဲ့လည်းပဲ80ပေးထားပြီးတော့၃လုံးကို80ပေါင်းနဲ့ပြန်ကန်ထားတာဖြစ်ပါတယ် အဲ့တော့ Moran ဒီ Moran အနေနဲ့ဒီ Villarreal ရဲ့မှာ Daniel Lucien ကနေပြန်ပါလာတဲ့အနေအထားမျိုးမှာပြီးခဲ့တဲ့ပွဲတုန်းကတော့ထည့်ပြီးတော့အသုံးပြုထားခြင်းမရှိဘူးပေါ့နော် Villarreal ရဲ့ဘက်ကိုအဲ့တော့ Valencia အနေနဲ့ပြီးခဲ့တဲ့ရာသီမှာထိတဲ့တူဆူမှုရအိမ်ခွင်းမှာပြီးခဲ့တဲ့ရာသီမှာဒဲကြီးပြီးခဲ့တယ်ဝမ်းဝမ်းနေပဲပွဲပြီးခဲ့တာဖြစ်ပါတယ်အဲ့တော့တမိုင်းတစ်ချောင်းနောက်ဆုံးပြန်မလို့ဒီမှာ3 6 9 10ပွဲပေါ့နော် နောက်ဆုံး10နှစ်ဇက်တိုက် Valencia အိမ်ခွင်းမှာ Villarreal ကိုအက်ခံမှုတဲ့10နှစ်မှာ တချိန်မှ Valeria က Valencia ကိုနိုင်ခဲ့ခြင်းလုံးဝမရှိတာတွေ့ရပါတယ်เนาะနောက်ဆုံးနိုင်ခဲ့တာ2019ကဟိုဒီလက်ရှိ Valencia အင်္ဂွမှာ Valencia ဘက်ကလည်းပဲတရားရှုံးပေးခဲ့ပြီးတော့0-1နဲ့ Valeria နိုင်ခဲ့ခြင်းဖြစ်ပါတယ်အဲ့တော့မနိုင်ခဲ့တာတော်တော်လေးကြာတဲ့အဆင်အလာကို တော့တွေ့ရတယ်အဲ့တော့ Valencia ကိုပြန်ကြည့်ရင်တော့ဒီအားဒီမှာအရန်ကြီးခြေစွမ်းတည်ငိမ့်တာမျိုးမရှိဘူးအရင်လိုခံစစ်လဲအရန်ကြီးမလုံတော့သလိုအိမ်ကွင်းကတော့လက်ရှိဒီအားဒီတော့အဆင်ပြေတယ်ဆိုပေမဲ့အဲ့လောက်ကြီးတော့ခြေစွမ်းမမှန်နေဘူးပေါ့လေဘာလို့ပြီးရတဲ့ပွဲမှာဒီ Oviedo အသင်းကတော့1-2နဲ့ရှုံးလာတာဆိုတော့လက်ရှိ Oviedo ထက်တိုက်စစ်ပိုင်းအများကြီးပိုကောင်းတဲ့ Villarreal ရဲ့အနေနဲ့ကတိုက်စစ်ကဒီထက်ပိုပြီးစွမ်းဆောင်နိုင်တယ်ဒါပေမဲ့ Biwa ကိုအသင်းကိုတူးစီးနဲ့နိုင်ထားတာလीနော်ဆိုစီတက်ကို1-1တည်ရီဂရာဖစ်ကို3စီးနဲ့နိုင်တဲ့အချက်တွေတပတ်က Villarreal ရဲ့အနေနဲ့နောက်ဆုံး5ပွဲမှာတပွဲပဲနိုင်ထားတဲ့ရလက်တည်ရနဲ့ရှင်မဲဆို င်တော့ level 80ရုံးဟာအရန်ကြီးကြီးမပြင်းတဲ့ကြီးဆိုပေမဲ့လို့အဲဒီဘွဲကတီနေပဲအဆုံးတက်မဲ့အနေအထားမျိုးတော့ရှိနိုင်တယ်ပေါ့လေ Valery ရဲ့ကလည်းရှိ Champion League လေးဘွဲတပွဲပိုကန်ထားရတာကြောင့်ပွဲပန်းမှုလေးလည်းဒါရှိကောင်းရှိနိုင်တယ်ဒါပေမဲ့ Valery ရဲ့အာသာချက်ကဒီရာဒီတိုက်ဆက်ပိုင်းကကြိုက်တဲ့ကစားသမားထင် ကြိုက်ကြိုက်တယ်လို့ဆိုကိုရတယ်ဗောနိဒါပေမဲ့ CD နဲ့ပွဲမှာလည်းကျွန်တော်ဒါ0နဲ့ဂျီနဲ့ခဲ့ရတယ်ရှေ့မှာ Real Madrid ကို2-2เนาะဒီ Real Madrid ကို3-1နဲ့ Juventus ကို2-2လို့မျိုးဖွင့်ဆော့ခဲ့တာကြောင့်လက်ရှိအနေထားအရာကเนาะဒီပြိုင်ပွဲတုံးတရားဒီမှာဂိုးပေးထားရတဲ့ Valeria အနေနဲ့ Valencia အသင်းကိုပေးရတယ်လေ80မှာ3လုံး80ပေါင်းရကျွန်တော်ဒီပွဲဒီတော့ Valencia ပဲကြိုက်ပါတယ်၄သင်းပေါင်းထဲမှာကျွန်တော်တပွဲထဲမှာ Valencia ပေါ်လေးထည့်ထားပါတယ် ဗလန်စီယာဘော်ဒီဖြစ်ပါတယ်။ Okay ပါဒါဆိုရင်တော့ကျွန်တော်ဒီနေ့ဒါလာလီဂါလေးပြီးပါပြီ။ဆိုတော့ဒီနေ့မှာနှစ်စာပွဲလေးပြောမှာဖြစ်ပါတယ်။အဲ့ဒါကတော့ကျွန်တော် Coventry City ပွဲဖြစ်ပါတယ်။လက်ရှိမှာတလုံးတည်ရပေးထားတဲ့တလုံး40ပေါင်းနဲ့ပြန်ကားထားခြင်းဖြစ်ပါတယ်။မနစ်ကပေးခဲ့တဲ့ကြီးမှာကျွန်တော် Championship မှာလက်ရှိပေးခဲ့မနစ်ကပေးခဲ့တဲ့ကြီးမှာတလုံး50ပေါင်း2-1နဲ့ကျွန်တော် Coventry City ကဒါကြီးအောင်ခဲ့တယ်။တဝက်အောင်ခဲ့တယ်။အဲ့တော့ဒါကတမိုင်းတစ်ချောင်းမှာအပြင်းဆုံးကြီးဖြစ်ပါတယ်။ဒီမှာကြည့်ကြည့်လိုက်နော်။ တမိုင်းလေးရှောင်း2000ခုနှစ်ကစလို့လက်ရှိအချိန်ထိ Division 1နဲ့ Championship အထိတောက်လျှောက်ပေးတဲ့အိမ်ကွင်းတိုင်းမှာအမြင့်ဆုံးကြီးဟာပြီးခဲ့တဲ့ရာသီပါတလုံး50ပါအမြင့်ဆုံးပဲရှေ့တွေမှာ level 50ရှုံးဒဲကြီးအဝေးကွင်းက War Four တော့ပြန်ပေးမှုတဲ့အနေအထားတွေတွေ့ခဲ့ရတာကြောင့်အခုပြီးတဲ့တလုံးသေးဟာတမိုင်းလေးရှောင်းမှာတစ်ခါမှမပေးဘူးတော့ကြီးအရန်ပြင်းတော့ကြီးမျိုးဖြစ်ပါတယ်ဒါကတကြောင်းပါအဲ့တော့လက်ရှိ Coventry ဟာ Caravan အကောင်းဆုံးအနေအထားမှာ ရှိနေတယ်။ Postmount လို့အိမ်ကွင်းကစားရခတ်တဲ့အသင်းအိမ်ကွင်းမှာတော့1 2နဲ့နိုင်လာတယ်။ Blackburn ကို2စီးနိုင်တယ်။ Sheffield 1စီးကို5ခုပြနဲ့နိုင်တယ်။ Millwall ကို4ခုပြ။ Birmingham City ကို3ခုပြနဲ့နိုင်ပါတယ်။เนาะအဲ့တော့တောက်လျှောက် တော့နိုင်တာတခုပဲကျွန်တော်ကြောက်တာ။ပြန်ဖို့တော့5ပွဲဆက်ကြီးအောင်ထားတယ်။ဒါကဒီနေ့သို့မဟုတ်လာမယ့်တပွဲနှစ်ပွဲအတွင်းမှာကြီးကြတော့မယ့်လက္ခဏာဖြစ်ပါတယ်။အဲ့တော့ဒီအားပဲကြောက်ရတယ်။ဂျန်နာရီကလက်ရှိ current form နဲ့เนาะကြီးအရာက ကုန်မိုက်တယ်ဗျာเนาะအဲ့တော့အိမ်ဝင်းလဲဒီရာဒီမှာ7 wine တွေပါပြီးဖြစ်ထားတာကြောင့်ဒီဘွဲမှာတလုံးတေးမှာ3လုံး40ပေါင်ရကြေးမအောင်ဘူးဆိုရင်တော့မှ1စီး เนาะ do one ဒီလိုမျိုးနဲ့တုံ့မှတ်တော့ရမယ်လို့ကျွန်တော်ယူဆတယ်ဒါတော့ကောင်းနေတဲ့ front lambda ရဲ့ coventry ကဒီလိုမျိုးတလုံးတည်မှာเนาะ၃လုံး40ပေါင်းအနေနဲ့တော့မကြနိုင်ဘူးလို့ကျွန်တော်ယူဆတယ်ဗျအဲ့တော့ watford ကတော့လက်ရှိတိုက်စစ်ပိုင်းကောင်းတယ်သူအတင်းရဒါပေမဲ့အဝေးဝန်းညံ့တယ်เนาะ watford တရားဒီအဝေးဝန်းကန်ထားတဲ့အားလုံးပေါင်း၅ပွဲကိုကြည့်ရင်လည်းတပွဲမှမနိုင်တော့ဘူးတည်နှစ်ပွဲပါတယ်၃ပွဲရှုံးထားတယ်ဒီထဲမှာ swansea အမြင်ဆုံးပေးရတယ်တလုံး60ပေါင်း1-1နဲ့ကန်ထားတယ်အဲ့တော့အဓိကတော့ watford ကခံစပိုင်းအပြူကြီးအဝေးဝန်းထွက်လာတာတရားဒီအဝေးဝန်း၅ပွဲမှာ ၄ဘွဲ under 2.5ဖြစ်ထားတာကြောင့်ဒီဘွဲလည်း၃လုံး40ဘောင်းအရ Coventry City နှလုံးအထိရောက်နိုင်မယ်လို့ကျွန်တော်ယူဆရပြ။ Watford တလုံးရောက်မယ်ဆိုရင်တော့မှ Coventry နှလုံးအထိရောက်နိုင်မယ်ကြီးမျိုးဖြစ်တယ်လို့ယူဆရကြအောင်ကျွန်တော်ဒီနေ့ရဲ့နောက်ထပ်၃တတိယမြောက်၂စာဘွဲအနေနဲ့တော့ကျွန်တော် Coventry City နှစ်စာဘွဲအနေနဲ့ကျွန်တော်ရွေးချယ်ထားခြင်းဖြစ်ပါတယ်။ Okay ပါ။ဒါဆိုတော့ဒီနေ့ဒါ ဒုတိယ live လေးကျွန်တော်ပြီးပါပြီเนาะအဲ့တော့ La Liga နဲ့အတူကျွန်တော်ဒီနေ့ရဲ့နှစ်စာပွဲလေးပြောခဲ့တာဖြစ်ပါတယ်အဲ့တော့နောက် video နောက်နောက်ဆုံး live မှာတော့ကျွန်တော် Bundesliga เนาะ၃စာပွဲရဲ့နှစ်စာပွဲရဲ့နဲ့အတူကျွန်တော်တို့ဒီလေးသင်းပေါင်းလေးနှစ်ပေါင်းပြောပြပါဖြစ်ပါတယ် okay ပါဆိုတော့ဒါဒီနေ့ဒီ video ဒီ live stream ကိုလည်းကြည့်ရှုပေး brother တွေ share ပေး brother တွေ comment ပေး brother တွေတယောက်ချင်းစီတောင်ကျေးဇူးများကြီးတင်ပါတယ်ဗျမင်္ဂလာစီသောညလေးဖြစ်ပါသေးဗျ